တယ်ဗျာလောက်လာပြီလားသင်ငယ်ဖြစ်နေရလားမာလုံးရโอเคပါမကွေးတိုင်းတည့်ရခရိုင်ကာမမြို့နယ်ရင်းနသာတိုက်နေစခန်းကိုတော်လန်ရင်အင်အားစုတွေကဝင်ရောက်စီးနင်းမိရှုနိုင်ခဲ့ပြီးကာဆိုင်ကယ်နဲ့လက်နက်ခဲယံတွေကိုတင်ပိုက်နိုင်ခဲ့ပါတယ် ယမန်နေ့ဧပြီလ25ရက်နေ့နနက်9:00နာရီခန့်ကတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးရဲတွေကတော့ထွက်ပြေးသွားကြတဲ့အတွက်လွမြောက်သွားခဲ့ကြတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတရင်မှတက်ခွဲတင်းနဲ့တက်ခွဲနှစ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ခိုက်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့ရတာတွေနဲ့ပတ်သက်ပြီးတရက်ခရိုင်အမှတ်လေးတရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကဒုပီကိုခုလိုပြောပြပါဗျာ။ရင်းနေတာစခန်းကိုပေါ့နော်ကျွန်တော်တို့တင်းပိုက်နိုင်ဖို့အတွက် ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒီ2024ပိုင်းမှာကတည်းကကျွန်တော်တို့ကြိုးစားဖို့အဲကြိုးစားနေကြတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အဲတည်င်းလုံခြုံမှုအခြေအနေအဲနောက်ကျွန်တော်တို့အဲဒီအခြေအနေတွေကြောင့်မလုပ်ခဲ့ခဲ့သေးပဲနဲ့အခုလက်ရှိအဲဒီကျွန်တော်တို့ဒီအဲဒီဒီလပိုင်းဒီ2025ဒီလပိုင်း25ရက်နေ့မှာမှကျွန်တော်တို့အဲပြည်တက်တင်ပိုင်နိုင်ခဲ့တာပေါ့နော်အဲဒီ25ရက်နေ့ပြည်တက်တင်ပိုင်နိုင်ဖို့အတွက်ကိုတော့အဲကျွန်တော်တို့ရှေ့မှာဒါကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတွေကတော့ကျွန်တော်တို့လုပ်ခဲ့ရတယ်အဲအဲ့ဒီမှာကျွန်တော်တို့ဒီတည်င်းအဓိကတော့ကျွန်တော်တို့တည်င်းလုံခြုံမှုအပိုင်းတွေအဲနောက်ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟိုဒီကျွန်တော်တို့ဒီစကန်အောင်တင်ကိုက်ပိုက်တဲ့အခါမှာကျွန်တော်တို့ကဒီရေနတာရဲစကန်ဟာတည့်ရက်မျိုးနဲ့အဲကမ်းမမျိုးနဲ့ဈာမရှိတဲ့အတွက်အဲဒီဒီတင်ပိုက်နေစဉ်အတွင်းအဲကျွန်တော်တို့ဒီစစ်ကူလာရောက်နိုင်တဲ့ဟာတွေကိုလည်းဖြတ်တောက်နိုင်မှုအတွက် အဲကျွန်တော်တို့ကြိုတင်ပြင်ဆင်ခဲ့ရတဲ့အပိုင်းတွေကတော့အဲရှိပါတယ်ဗျအဲအဲ့ဒီအတွက်ကိုကျွန်တော်တို့ဒီရက်အတန်အသင့်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ခဲ့ရပြီးတော့အဲကျွန်တော်တို့ဒီမရှင်စမယ့်ရက်မှာကျွန်တော်တို့လိုချင်တဲ့အတိုင်းကိုပဲအဲကျွန်တော်တို့အောင်အောင်မြင်မြင်နဲ့လုပ်နိုင်ခဲ့ပါတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ရဲတွေကအဲထွက်ပြေးသွားတဲ့အတွက်အဲကျွန်တော်တို့ဒီအကုန်လုံးမချိန်မုန်းနိုင်လိုက်ဘူးဆိုပြီးမဲ့အဲကျွန်တော်တို့ဒီစခန်းကိုအဲတိမ့်ပိုက်ပြီးတော့မိရှုပ်ပြီးတော့ကျွန်တော်တို့အဲဒီရချထားနိုင်ခဲ့တဲ့အဆင့်ကြီး အလုပ်ခဲ့ပြီးတော့ကျွန်တော်တို့ဒီစစ်သုံးပန်းတူဟိုရဲပေါ့နော်ရဲတက်ကြတူကိုကျွန်တော်တို့ဖန်စီနိုင်ခဲ့တာပါခင်ဗျာဟုတ်ကဲ့ပါတိုက်ပွဲကနေတက်ကြအစင်ရဲတူကိုလည်းသုံးပန်းအဖြစ်ဖန်စီနိုင်ခဲ့ပြီးစခန်းမှုနဲ့အခြားရဲတွေကတော့လက်နက်တွေယူဆောင်ပြီးထပ်ပြေးသွားတယ်လို့ပြောပါတယ်အဲဆက်လက်ပြီးတော့အဲ့မှာကျွန်တော်တို့တွေဒီစကန်တွင်ထဲမှာဒီကျွန်တော်တို့ဒီလက်နဲ့တိုက်ပေါ့နော်အိုက်ထဲတွေမှာကျွန်တော်တို့ဝင်ရောက်ရှာဖွေတဲ့အခါမှာကျွန်တော်တို့တို့ရဲ့အရန်ကြီးတွေအဲဒ ထောင်ကျော်အနောက်လက်ပစ်တီပေါ့နော်အနောက် G3 တလက်အ G ပေါက်၃ခုအနောက်သူတို့ဒီစကန်မှုရှိတဲ့ကာအနောက်သူတို့ကင်းပိုင်ရင်၃တဲ့ကာပေါ့နော်အနောက်အသူတို့ရဲ့ cycle ၄စီးပေါ့အဲအဲ့ကားတွေကိုအကျွန်တော်တို့တင်းစီးပြီးတော့စကန်ကိုမီရှိုးခဲ့ပြီးတော့အပြားကြတဲ့ကြီးမီရှိုးခဲ့ပြီးတော့ကျွန်တော်တို့တွေကအပြန်လဲဆုတ်ခွာလာခဲ့တယ် တိုက်ခိုက်မှုအပြီးရင်းနှသားရဲ့လက်ရှိအခြေအနေဟာအေချမ်းလျက်ရှိပြီးမြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီးဒိန်းနဲ့ပြင်ကြားရေးတာဝန်ခံကိုမြတ်ဆက်ပြောပြတာကတော့ဟုတ်ကဲ့ပါကိုလက်ရှိမှာရင်းနှသားရဲ့အခြေအနေကတော့ဒီဒေတာကန်တွေကတော့အဲပုံမှန်အခြေအနေမှာရှိပါတယ်အဲဒီမနေ့ကတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီဒေတာကန်တယောက်ကိုမင်းမျက်စစ်စစ်စရာရှိတယ်ဆိုပြီးခေါ်သွားတယ်ဆိုတဲ့အားမျိုးတော့ကျွန်တော်တို့အဲကြားသိရတာရှိပါတယ်အဲလက်ရှိအခြေအနေမှာတော့ကတော့အဲဒီဒီကျွန်တော်တို့ ီသူတို့သူတို့စစ်ကောင်စီဘက်ကအဲဒီလိုရောက်လာပြီးတော့ဒီရင်းနဲ့ရင်းနဲ့တာပတ်ဝန်းကျင်မှာအနေနဲ့ရှင်းလင်းတာလေးတွေလောက်တာမျိုးအဲ့လောက်ပဲရှိပါတယ်ဗျရင်နှတာတိုက်နယ်ဟာပြည်ကမ္မတရက်ကိုဆက်သွယ်ထားတဲ့အဝေးပြေးကားလမ်းမကြီးပေးမှတည်ရှိကကမ္မမျိုးနဲ့တရက်ကြားစီကားတဲ့ကာယနာစခန်းတစ်ခုလည်းဖြစ်ပါတယ်